အခုပတ်ပြုလုပ်တော်ခဲ့တဲ့ဒီဘိတ်ကတော့2015အလွန်မြန်မာနိုင်ငံရေးအပြောင်းလဲဘယ်လိုဖြစ်လာမလဲဆိုတာဖြစ်ပါတယ်။ရွက်ကောက်ပွဲကျင်းပဖို့လေးလလောက်သာလိုတော့တဲ့အချိန်မှာရွက်ကောက်ပွဲအလွန်မြန်မာနိုင်ငံရေးပေါ်လက်ရှိအခင်းကျင်းနဲ့နောက်ဖြစ်လာနိုင်ကြီးတွေကိုအခြေတင်ဆွေးနွေးသုံးသပ်သွားကြတာဖြစ်ပါတယ်။ဒီပွဲမှာအဓိကဆွေးနွေးသူတစ်ယောက်ဖြစ်တဲ့ဒေါက်တာတောင်းထွန်းက2015အလွန်မှာစစ်တပ်ရဲ့အခမ်းအနားဩဇာဟာဆက်ရှိနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိ2008ဒီဇယ်ဖွဲ့စည်းပုံဥပဒေအရဒါတိုက်ရဲ့ဩဇာလွှမ်းမိုးမှု တက်ကဲအခက်ကဏ္ဍဆက်ပြီးတော့ပါနေမှာပါမြို့သားပြန်လဲတင့်မြတ်ရေးအတွက်တကားဖွင့်ထားလားမဖွင့်ထားဘူးလားပွေတော့ပွေနေတာပဲပေါ့ဒါပေမဲ့ရှေ့မတူးနိုင်ဘူးဖြစ်နေတယ်ခုနပြောသလိုပေါ့ NCA ဘူချာအစီလောက်ပဲတနေတာပေါ့အဲ့အဲ့ဒီအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်အမြင်လေးတစ်ခုပေါ့ကျွန်တော်ကဒီငင်းငင်းရေးဖြစ်စင်မှာရောအစိုးရဟာတကယ်ပဲယူယူသားသားနဲ့ဟုတ်လားငင်းငင်းရေးကိုလိုလားရဲ့လားလို့မေးခွန်းထုတ်เสียရှိအခုလက်ရှိအစိုးရဘက်ကသူက ရိုးသားသားဒီငញ្ញမ်းကိုဖော်ဆောင်နေတာမဟုတ်ဘူးဆိုရင်အပြစ်ရမူရန်ဆိုတဲ့အဆင့်ကိုတိုင်းရင်းသားတွေဘက်ကလက်ခံလောက်တဲ့အစီဆွေးနွေးလို့ရစရာအကြောင်းမရှိဘူးလက်ရှိစစ်တပ်အသွင်ပြောင်းသမရဥသိန်းစင်ဦးဆောင်တဲ့ရတဆိုးရလက်ထက်မှာဂရီကုအတေများစွာနဲ့ပြည်ပင်ပြောင်းလဲမှုတွေကိုလှုပ်လာခဲ့ပါတယ်ဒါပေမဲ့အစိုးရအဖွဲ့ရဲ့အည်သွေးအားနည်းမှုနဲ့စစ်တပ်ရဲ့ပုံပြသမှုကိုရှော့ချနိုင်ခြင်းမရှိတာတွေကြောင့်အပြောင်းလဲတွေဟာထင်သလောက်ခီးမပေါက်ခဲ့တာကိုတွေ့ရပါတယ် 2015လွန်မှာလည်းပေပါတီဘဲဥစုတွေအများစုနိုင်ရပြီးဘသူတွေကတမရဖြစ်လာမလဲဆိုတာနဲ့တော်တော်တွင်ကိုပြည်သူ့ကိုစားပြုကိုယ်စားလှယ်တွေဘလောက်လွှမ်းမိုးနိုင်မလဲဆိုတဲ့အပေါ်မှာအခြေလေဖြစ်ခဲ့ကြပါဗျ။ပြည်သူ့လွှတ်တော်မှာမြရတော်မှာနိုင်ငံသားလွှတ်တော်မှာတော့တမဒတူအဖြစ်သူတို့တင်နိုင်တဲ့အနေအထားမျိုးကျွန်တော်တွေ့ရပါတယ်။လမ်းမဲ့အခင်းကြီးမှာတိုင်းရင်းသားတွေကတပရဖြစ်ဖို့အခွင့်အလမ်းတော့ကျွန်တော်မမြင်မိဘူး။လွှတ်တော်ရဲ့ အင်အားချိန်ဝင်ရှာတွေပြောင်းသွားတဲ့အခါမှာတွဲဆုံဆွေနှွေညှိနှိုင်းနိုင်မဲ့လမ်းပေါက်တွေပိုဟိုပွင့်လာစရာရှိတယ်လို့မြင်တယ်အတိုက်ခံတွေကနေအများစုနေရရခဲ့တိတိုင်အောင်အတိုက်ခံအင်အားစုဘက်ကဓမ္မရဖြစ်ဖို့ကစိန်ခေါ်မှုတွေအများကြီးရှိနေတယ်ဒါမှမဟုတ်အဲ့ဒီအကြက်တဲတွေဘလောက်ဂျုံတွေးရဂျုံတွေးရကျွန်တော်ယုံကြည်တာကတော့ဒီ process political process ကတော့ဘလို့မှပျောက်သွားမှာမဟုတ်ပါဘူးရှင်းနေမှာပါဒါပြင် 2015လွန်တက်လာမယ်ဆိုတာအနေနဲ့လက်ရှိမပြည့်ပြတ်သေးတဲ့ငင်းငယ်ဖော်ဆောင်မှုလုပ်ငန်းတွေဟာစင်ခေါ်မှုတစ်ခုဖြစ်နေတဲ့အပေါ်မှာလည်းဆွေးနွေးတော့ကြပါတယ်။အဓိကတော့ကျွန်တော်စီးပွားရေးပြဿနာကိုတကယ်ဖြေရှင်းနိုင်ရင်ကျန်တဲ့ငင်းငယ်ကြီးကနိုင်ငံရေးကိစ္စတွေအကျွဲကူးရေးပါတဖြည်းဖြည်းနဲ့ပြည်လည်လာလို့အရင်တုန်းကလည်းဒီစီးပွားရေးကိုဇောင်းပေးပြီးဖြေရှင်းခဲ့တဲ့ပုံစံရှိခဲ့တယ်။ဒါပေမဲ့အဲ့ဒါဟာမအောင်မြင်ခဲ့ဘူး။ဒီဒီဘိတ်ကို ပတ်စဉ်တနင်္ဂနွေနေ့ည9:55မှာထုတ်လွှင့်ပြသနေတာဖြစ်ပြီးထက်ကြော့စီစဉ်ကိုဗဒုံးနေတဲ့တောက်ကြနေတွေမှာပြန်လည်ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်ဒီဘိတ်ကို website ဖြစ်တဲ့ dbdebate.net မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ facebook ဖြစ်တဲ့ facebook.com/dbdebate မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်